ဒီဉာဏ်ကုဟာနာမရူပပြိစေတဉာဏ်ဒိဋ္ဌိဝိတ္တုပိစ္ဆယပြိကဉာဏ်ကင်ခာဝိတရဏဝိတ္တုဟောဒီဉာဏ်ကုဟောဒီဝိတ္တုနှစ်ခုသည်ဝိပဿနာတရားအထုတ်သူတိုင်းပုဂ္ဂိုလ်ရဲ့အရေးကြီးဆုံးအခြေခံအဖြစ်ဖောင်ဒေးရှင်းအနေနဲ့လောက်ရမယ့်အရာတစ်ခုဖြစ်တယ်နော်အဲဒီလိုဉာဏ်နဲ့နာနဲ့ယုံမှသေးသေးချာချာအကြောင်းနဲ့သိသိနိုင်ခြင်း အတိညာနဲ့ပိုင်ပိုင်နိုင်နိုင်သိနိုင်ခြင်းမရှိသေးပဲနဲ့အနိစ္စအနိစ္စနဲ့မမြဲဘူးမမြဲဘူးနဲ့သွားတွေးနေရင်အတွေးအနိစ္စပဲဖြစ်သွားမယ်စိတ်ထဲကအတွေးအနိစ္စပဲဖြစ်သွားတယ်ဒါကြောင့်မို့ဒါဟာညာတပြညာလို့ခေါ်တယ်သိရမယ့်တရားတွေကိုအရင်သိအောင်ကြိုးစားအခုသိရမယ့်တရားတွေကိုကြိုးစားလိုက်တာ နာမရူပပရိစေရညာပစ္ဆယပရိက္ခညာဒီညာနှစ်ခုဖြင့်သိရမဲ့တရားတွေကိုသိတယ်။သိရမဲ့တရားဆိုတာပါလေယုတ်နဲ့နာမဲ။ဘယ်ဟာယုတ်ဘယ်ဟာနာဒါလည်းပုံမရှိဘူးလို့ပိုင်ပိုင်နဲ့နဲ့ရှင်းရှင်းလင်းလင်းသိရမဲ့တရားတွေကိုသိလာတယ်။အဲ့ဒီညာနှစ်ခုသိပြီးတဲ့အခါကျတော့ညာနှစ်ခုရပြီလို့ဆက်လက်ပြီးတော့ဆင်ញင်သုံးသတ်တဲ့အခါကျအဲ့ဒီညာနှစ်ခုတိတဲ့အချိန်တုန်းကဘာကိုတိတာလို့ဆိုတော့ သူ့ရဲ့ကိုယ်ပိုင် အမှတ်သားလေးတွေကနေတဆင့်သိတာကိုယ်ပိုင်အမှတ်သားလေးတွေကနေတဆင့်သိတယ်ဆိုတော့ဘာပြောတာလဲဆိုတော့တဘာဝတရားတွေမှာကိုယ်ပိုင်အမှတ်လက္ခဏာလေးတွေရှိလူတိုင်းလူတိုင်းမှာလည်းပဲသင်္ကေတအမှတ်လက္ခဏာလေးတွေရှိတယ်လေဒီလူကမျက်လုံးမေးတယ်ဒီလူကမျက်လုံးပြူတယ်နော်ဒီလူကအရထွားတယ်ဒီလူကပုတယ်နေဟောကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်လေပိန်တယ်ဝတယ်သားဖြူတယ်သားမဲတယ် အဲ့ဒါလိုပဲယုတ်တရားနန္တရားတွေကိုသိပြီဆိုလို့ရှိရင်ယုတ်တရားဆိုလို့ရှိရင်အေးအပူဝေးနဲ့တွေ့ရင်ပြောင်းပြောင်းသွားတတ်တဲ့သဘောနန္တရားဆိုလို့ရှိရင်အာယုရှိတဲ့ဘက်ညွတ်ညွတ်သွားတဲ့သဘောဆိုတာအဲ့ဒီအမတ်သားလက္ခဏာလေးတွေကနေပြီးတော့ရှုထောင်းကနေကြည့်ပြီးတော့ဒါကဩယုတ်ပဲဒါကနာမဲလို့ဒီလိုသိတာဒါကသဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်သဘာဝလက္ခဏာကိုတခါတည်းပစ္စတလက္ခဏာလို့ပြောတယ်ပစ္စတဆိုတာ individual characteristic ကိုယ်ပိုင်အမှတ်သားကလေးတွေဒီအချိန်မှာကိုယ်ပိုင်အမှတ်သားလေးတွေ ਨੇ တွေးရှိဖို့လိုတယ်ဖတ်တာဆိုတာအာယုန်နဲ့စိတ်ဆက်သွယ်ပေးတာဝေဒနာဆိုတာအာယုန်ပေါ်မှာအတွေ့အကြုံရသွားတာခံစားတာတင်ညာဆိုတာအာယုန်ကိုမှတ်သားတာသင်္ခါရဆိုတာစိတ်ဆော်တာဖန်တီးတာဝိညာဏဆိုတာအာယုန်ကိုသိတာလို့ ဟောပထဝီဆိုတာပျော့တာမာတာအာလုံးရဲ့တိယဖြစ်တာအာဘောဆိုတာစုစည်းတာယူစည်းတာတေဇောဆိုတာပူတာအေးတာရင့်ကျက်စေတာဝါယောဆိုတာလှုပ်ရှားတယ်တွန်းခံတယ်ဟောဒီလိုသဘောလေးတွေကိုသိတာဒါကိုယ်ပိုင်သဘောလေးတွေကိုသိတာအဲ့ဒီကိုယ်ပိုင်သဘောတွေကိုသိတာဟောဒီညာနှစ်ခုဒီညာနှစ်ခုသိတဲ့အချိန်မှာကိုယ်ပိုင်သဘောပဲသိရသေးတယ်အနိစ္စဒုက္ခအနတ္တမသိသေးဘူးဒီချိန် အဲ့ဒါကြောင့်မလို့ဒါကိုညာတပညာလို့ခေါ်တယ်ညာတပညာပိုင်ပြီဆိုတော့မှဘာဟာနာပညာသွားတိရဏပညာကိုသွားရညာတပညာပြီးရင်တိရဏပညာတိရဏဆိုတာဆုံးဖြတ်ချက်ချအေးတိရဏပညာပိုင်းကြတော့တဘာဝလက္ခဏာလေးတွေတင်မကတော့ဘူးတာမင်ညလက္ခဏာလို့ခေါ်တဲ့အများဆိုင်လက္ခဏာ သင်္ခါရတရားမှန်သမျှသည် ဖြစ်ပြီးပျောက်ကွယ်သွားတဲ့အနေဆဖြစ်ပြမှုရဲ့နှိမ့်ဆက်ထားလို့အမြဲတမ်းနှိမ့်ဆက်ခံနေရလို့ဒုက္ခကိုယ့်အလိုတိုင်းမဖြစ်လို့အနတ္တဆိုတာတဘာဝတရားအလုံးနဲ့ဆိုင်တဲ့အမှတ်သားပဲအဲ့ဒါကိုတာမဉ္ဇလက္ခဏာလို့ခေါ်တယ်။တာမဉ္ဇဆိုတာအများဆိုင် universal character ristic အများဆိုင်အမှတ်သား